ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Brazil ဆိုရင်ကမ္ဘာဘောလုံးလောကမှာကျွန်တော်တို့အမြဲတမ်းလိုလိုဂုဏ်သိက္ခာရှိတဲ့အသင်းတစ်သင်းဖြစ်တဲ့ဒါပေမဲ့ Brazil အသင်းကအခုလက်ရှိ National Team မှာတော့တကယ်ကို2000နဲ့နှစ်ခုနှစ် Champion ဖြစ်ပြီးခဲ့ကနေ Brazil အသင်းရဲ့အရှိန်အဟောင်းတော်တော်လေးကျသွားတယ်ဆိုတော့ ုတနေ့ကကာလိုအန်ချလိုတီကိုသူတို့ကနီးပြဖြစ်ခံပြီးတဲ့ချိန်မှာသူတို့ရဲ့ပထမဆုံးပွဲအဖြစ်အက်ကွေဒိုကွင်းသွားကန်တယ်ဆိုတော့ဘရာဇီးရဲ့ပထမဆုံးပွဲမှာအန်ချလိုတီကိုင်းနေအက်ကွေဒိုကိုမနိုင်တာပြဿနာမရှိဘူး။ဘာကြောင့်လဲဆိုတော့ပါရာဂွေးကွင်းမှာတော့ဘရာဇီးရောအာဂျီနောရောအသင်းတိုင်းရှုံးနေအက်ကွေဒိုဆိုလည်းဒီတိုင်းပဲကျွန်တော်တောင်အမေရိကမှာဆိုရင်ပင်လယ်မျက်နှာပြင်အထက်3000ကျော်တော့မှရှိတဲ့အက်ကွေဒိုတို့ဒါဘိုလီဗီးယားတို့ကကစားရခတ်တယ်။အရင်ကမှတောင်အမေရိကအသင်းတွေကမားတယ်ဗျ။ဆိုတော့ဘရာဇီးကအခု ဒါမဲ့ဂျွန်ဆယ်ရဲ့နေ့မှာပါရာဂွေးနဲ့သူတို့ကန်ရမယ်ဒါမဲ့ပြောချင်တာကဘရာဇီးအသင်းကဒါကမ္ဘာ့ဖလားချစ်ပွဲတော့သူတို့တည်ကြပေါ့အောင်လေဗျာဒါပေမဲ့ Ancelotti အသင်းဟာဘရာဇီးကို Great Brazil အဖြစ်တည်ဆောက်ဖို့ဘလောက်အချိန်ယူရမလဲသူ့မှာတနည်းကျော်အချိန်ရှိတယ်ဒါပေမဲ့အခုလောလောဆယ်နေထိုင်ရဘရာဇီးအသင်းမှာသူလှုပ်ရှားတယ်အများကြီးရှိသေးတယ်ကျွန်တော်တို့ဘရာဇီးမှာကျွန်တော်တို့ခေတ်ဆက်ဆက်ပေါ့လေ ကျွန်တော်ဘောလုံးပွဲတွေစာချီတဲ့1994ခပပလာပြိုင်ပွဲအဲတုန်းကဘယ်ဘက်တိုတို့ရိုမာရီယိုတို့ခစ်ပေါ့လေရိုနယ်ဒိုကြီးကငယ်လေးပဲရှိသေးတဲ့အချိန်မှာအဲ့လိုဘရာဇီးအသင်းကနေနောက်98ဘရာဇီးနောက်2000နဲ့ဘရာဇီး2006ဘရာဇီးအဲ့ဒါကဘရာဇီးရဲ့ဖိပဲအဲ့နောက်2010မှာစပြီးကြလာတယ်14ကြလာတယ်14ကသူတို့အရှင်ဖြစ်တဲ့အချိန်မှာ semi final တက်ပေမဲ့သူတို့အရှင်ဖြစ်ကျင်းပတဲ့နိုင်ငံပွဲကလွဲရင်ဂျန်နဲ့ပြိုင်ပွဲတွေမှာ2021နောက်ပိုင်းမှာတခါမှ quarter မကျော် ဘရာဇီးက2000နှစ်ချန်ပီယံဖြစ်ပြီးတော့2000ကျော်ဂျာမနီမှာသူတို့ထွက်ရတယ်ကွာတာပဲနောက်2010မှာကွာတာထွက်ရတယ်2014မှာသူတို့အင်ရှင်ဖြစ်စီမီတက်တယ်အဲ့ကနေမှာချင်း2018မှာသူတို့ကွာတာဒါ2022မှာကွာတာဆိုတော့ Ancelotti အသင်းလုံးဝမှာတယ်အများကြီးသူတို့ကိုပါမာ2019မှာချန်ပီယံဖြစ်တယ်အဲ့နောက်တည်းက22 24နှစ်ချိန်ရှိပြီ Brazil struggle ဖြစ်နေတာဒါပြီးခဲ့တဲ့21ကတော့သူတို့ final တက်တယ် Argentina ကိုရှုံးသွားတယ်ဒါပေမဲ့အခု Brazil အသင်းကတကယ့်ကို ban average အသင်းပဲအခုလောလောဆယ်မှာ Carlo Ancelotti ကသူ့သား David Ancelotti ရဲ့ Paul Clement ဆိုတဲ့သူ့ရဲ့သူ့ရဲ့ Real Madrid squad ကိုအကုန်ခေါ်သွားတာဒါပေမဲ့အခုလက်ရှိ Brazil အသင်းကိုကြည့်တဲ့အချိန်မှာ ဂိုးသမားပူဇရှင်ဘယ်တော့မှဘရာဇီမှာပြဿနာမရှိဘူးခေဆက်ဆက်လည်းကောင်းတယ်။ဟိုထာဖာရက်ကနေစပြီးတော့ဒီတာဒီတာကနေအစင်စစ်ဂိုးသမားတွေတောက်လျှောက်ရောက်လာပြီးတော့ဘရာဇီကအမြဲတမ်းကောင်းတဲ့ဂိုးသမားအစင်လာရှိတယ်။အဲ့ကနေမှချင်းကူခံစစ်ဘရာဇီကိုကျွန်တော်ငယ်တော့တွေ့ချင်မှာရောဘတ်တူကာလို့စ်နဲ့ကာဖူရဲ့တကယ် flying fullback တွေ့ခဲ့တာ။အဲ့ flying fullback ကနေနောက် Danny Alves နဲ့ ဘက်ကမာဆယ်လိုနောက်မိုင်ကွန်နဲ့မာဆယ်လိုဒီလိုတွေ့လာတယ်ဒီလိုအပ်ပန်တောင်ဖူးပတ်တွေအကောင်အခုကဘရာဇီးဖူးပတ်တွေကတကယ်ခလေးတတအဆင်ပဲရှင်အခုလက်ရှိမှာဒန်နီလိုရှိမယ်အာလက်ဆန်ဒရိုရှိမယ်ဖန်ဒစ်ဆန်ဆိုတာရှိတယ်မိုနာကိုကစားမရှိတယ်နောက်ဝက်စလီရှိတယ်သူတို့ဖူးပတ်တွေကြည့်လို့ရှင်တကယ်ငမြောင်ငချောက်တွေပဲ quality player တယောက်မှမရှိတော့ဘူးဆန်ဒရိုကျသွားပြီဒန်နီလိုကျသွားပြီအခုသူအားကိုးရတဲ့အထက်မှာအခုတော်တော်များများကိုကြီးလိုက်ဘရာဇီးတည်းရဲ့ဖူးပတ်ကလုံးဝ ဆန်တာဘက်ကတော့ထားပါတော့တီယာဂိုဆီလ်ဗာထွက်သွားသည့်တိုင်အောင်မာကီညိုရှိမယ်အက်ဒမီလီထောင်းက ACL injury နှစ်ခါလောက်ဖြစ်တော့သူပြန်ကောင်းမှုသိမ့်မလို့ရဲ့အချိန်မှာဂါဘရီယဲတက်လာပြီဆိုတော့ဂါဘရီယဲနဲ့တစ်ဖက်ကမာကီညိုအတွဲအခုလောလောဆယ်မှာဂါဘရီယဲက injury ဖြစ်နေတယ်ဒါပေမဲ့ပြန်ကောင်းလာရင်ပြဂါဘရီယဲပြန်လာလိမ့်မယ်ဆိုရင်အဲ့ဆန်တာဘက်ကပြဿနာမရှိဘူးဂါဘရီယဲနဲ့မာကီညိုဒါပေမဲ့ one of the best အတွဲတော့လည်းမဟုတ်ဘူး ဒါပေမဲ့လည်းဗဒတနတ်သိမ့်မယ်သူတို့ဆန်တပတ်နှစ်ယောက်ကတယောက်ကချန်ပီယံလိဝင်တာတယောက်ကလက်ရှိကမ္ဘာအကောင်းဆုံးခံစားမှုတွေတယောက်ထဲကိုဝင်လာပြီအဲ့ခံစားအတွဲဒါပေမဲ့သူတို့မှာအားနေတာက left back right back full back တွေအားနေတယ်ကိုသမားတော့ Edison 3တော့ Allison 3တော့ကြိုက်တယ်လို့တော့နီးပြတော့ကတော့ဆယ် Edison ပဲ3တာ Allison ဘက်ကပဲ3တာဒါလည်းပြဿနာမရှိဘူးဘရာဇီးမှာအခုတကယ်ပြဿနာကအဲ့ကွင်းလေပွဲကိုစုံမှုထားနိုင်ပြီးတော့ပွဲကိုပြိုင်ဘက်တွေကြောက်ရတယ်ကွင်းလေမရှိတော့တာ ရင်တော့ကဘရာဇီးကွင်းလေဆိုကြောက်ဖို့တော့ကောင်းတဲ့ကွင်းလေဖြစ်မယ်အခုကွင်းလေကအခုဟိုတနေ့ကကာလိုကက်ဆမီရိုရဲ့ကာဆန်ရဲ့ဘရူနိုကူမာရက်စ်ကိုတုံးသွားတယ်ကူမာရက်စ်ကယူကာဆန်မှာကောင်းတာမှန်တယ်ဒါပေမဲ့ဝေါကလာအဆင်ရှိအင်တာနက်ရှင်နယ်ဒီဖန်ဆစ်မီဖီးပလေးယာမဟုတ်ဘူးသူအတွေ့အကြုံရလိုအပ်ချက်တွေရှိသေးတယ်သူတို့အကွင်းလေကိုကြည့်လို့ရှိရင်အကုန်လုံးကဒီဖန်ဆစ်ဆန်နေကက်ဆမီရိုတကယ်အတွေ့အကြုံရှိတယ်86ပွဲကစားရတဲ့ကာဆန်19ပွဲကစားတယ်ကူမာရက်စ်14ပွဲဒါပေမဲ့ခရစ်တစ်ပလေးယာတယောက်မှမရှိဘူးခရစ်တစ်ပလေးယာတယောက်မှမရှိတဲ့ပြဿနာ အိုက်ကွင်းလယ်မှာ creative player မရှိဘူး။ तू က Andre Santos Chelsea က chatting လေးရဲ့ Andre Pereira ရဲ့ Edison ရဲ့သူရွေးထားတယ်။ So Brazil မှာ ကွင်းလယ်မှာ defensive mindset player တွေနဲ့ creative player တယောက်မှမရှိဘူး။အနာဂတ်မှာတေချာပေါက်နေမှာပြန်လာလိမ့်မယ်။ဆိုရင်နေမှာ30ဘူးကိုဝင်သွားရင် Rafinha ကညာ Vinicius က Bell အထောင်တိုက်စီမှုကအခုလောလောဆယ် Richarlison ဟိုတနေ့က Richarlison ကစားတယ်။နောက် Chelsea က Aston Villa ကိုဆိုတဲ့ချက်တိတ်လေးကစားတယ်။ဒါပေမဲ့အနာဂတ်မှာတေချာရဲ့ Rafinha ရဲ့ နောက်တစ်ဖက်က finisher ရေနေမာက30ရုံးမှာထားရအထောက်မှာ Richardson နေရာမှာ Andre to Rodrigo တို့ခုညာတို့သူတို့မှာရှိတယ်ဒါပေမဲ့ဒါက Brazil အတွက်အကယ်ကောင်းတဲ့လူစင်းလို့ပြောလို့မရသေးဘူး Brazil သင်းကဒီတက် post strong ဖြစ်ဖို့အထူးသဖြင့်ကွင်းလယ်မှာမမမမရက်တည်နိုင်တဲ့ကွင်းလယ်ကစားမှာတောင်းတောင်းပြီး3ယောက်နောက် full back တွေတော်တော်လေးအားနေတယ် နောက်ဟိုတနေ့ကအက်ကွေဒိုနဲ့ကစားတဲ့ပွဲကိုချီပြီးတော့ဘရစီကတော်တော်ပြော့တာပဲလို့သူတို့အသင်းမှာအခုစန်တာဘက်ထဲမှာအက်ဒမီလီတောင်းရှိတယ်တခြားမော်ရီယယ်ဆိုတဲ့နော်ဒယ်ဖော်ရက်စန်တာဘက်ရှိတယ်ဂရီမာဆိုတဲ့ကစားမတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေအဲ့လောက်ပုတ်ဘူးနောက်တစ်ဖက်ကကွင်းလယ်မှာဆိုရင်သူတို့ဂျိုလင်တန်ရှိတယ်လူကစ်ပက်ကက်တာချန်နဲ့နောက်တစ်ဖက်ကတော့ဒေါက်လလူးဝစ်ရဲ့ဂျွန်ကူမတ်စ်ကအန်ဒရီအဲ့ဒါတွေကလုံးဝလည်း average player တွေပဲတိုက်စစ်ကတော့ရိုဒရီဂိုချန်ခဲ့တယ်အန်ဒရီရှိတယ်ဆက်ပင်းညိုဆိုတော့သူကအမှန်တမ်းပြောရင် ဂျောင်ပက်ထရိုရဲ့ဆပင်းညိုရဲ့အန်ဒရီရဲ့ရိုဒရီဂိုရဲ့နေမာရဲ့တကယ် quality player တွေချန်တယ်ဆိုတော့တိုက်စစ်စုပွဲတော့အရင်ကြီးမဆိုးလောက်ဒါပေမဲ့တေးကြတာတော့ကာလိုအန်ချိုဒီကနံပါတ်1ဘရာဇီးယားမာချိုထက်လက်မှုမရှိတော့နံပါတ်2ချက်တူးချင်း individual တွေအရန်အားကိုးရတယ်နံပါတ်3ချက်အသင်းလိုက်စုစုမှုအားနည်းတယ်ငါးချိန်ချန်ပီယံပြဝေါ်ကမ္ဘာဖလားမှာ ငါးချိန်ချန်ပီယံအသေးတင်းကဒါသူတို့တို့ကလုံးဝမဖြစ်တဲ့ဘူး1958မှာဘရာဇီးကကမ္ဘာ့ပလာချန်ပီယံစဖြစ်တဲ့အဲတုန်းကဆွီဒင်မှာစပြီးချန်ပီယံပေါ့မမေယာဖိုင်နယ်ပွဲမကင်ခင်မှာဝိုးရွာလို့ဆိုပြီးတော့ဘရာဇီးကဖီဒီကို request လုပ်ရင်းနဲ့သူတို့ queen ကိုအုပ်ပေးလိုက်တာ ီးတော့အိုက်ပွဲကိုသူတို့နိုင်သွားတယ်။နောက်60နှစ်ဂျီလီမှာသူတို့ချန်ပီယံဖြစ်တယ်။အိုက်ကနေမှ1980မှာဖယ်လီကမက္ကဆီကိုကမ္ဘာပလာမှာ၃ချိန်မြောက်ဝေါ်ချန်ပီယံဖြစ်တယ်။အိုက်ကနေမှဆင်ဘရာဇီးကတောင်းလျှောက်နေတဲ့1994အမေရိကန်ကမ္ဘာပလာနဲ့2000နှစ်အာရှကဂျပန်နဲ့ကိုရီးယားမှာချန်ပီယံဖြစ်တယ်။အိုက်ကလေးကနေ quarter 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 နဲ့ဒီ semi final ချိန်မဲ့တက်တယ်။အဲ့ဒါက14မှာအရှင်လုံးလို့ဆိုတော့ ကာလိုအန်ချိုလိုတက်ထက်မှာဘရာဇီးကိုပိုကောင်းတဲ့အသင်း competitive ဖြစ်တဲ့အသင်း champion sub bla တွေကိုအဓိကချိန်ချောင်းနိုင်တဲ့အသင်းဖြစ်သူတည်ဆောက်နိုင်မလားအချိန်တစ်နှစ်ရတယ်အန်ချိုလိုကနေမာကို captain တော့ပြန်ပေးကောင်းပေးလိမ့်မယ်ဘရာဇီးရပိုးတွေကနေမာကိုအဓိကဦးဆောင်စားမှာဒါပေမဲ့ question ကနေမာကရော fully fit နေမှာဖြစ်ပါ့မလား အန်ချယ်လိုဒီနဲ့နေမာနောက်ဘရာဇီးလ်အသင်း2026မှာဘယ်လောက်ထိမျှော်လင့်လို့ရလဲအန်ချယ်လိုဒီကရောဘရာဇီးလ်ကို great brazil ဖြစ်ပြန်လေဒီဆောက်တယ်ဘလို့မြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါလေ